။နှစ်တန်းပေါင်းများစွာတည်းကပင်တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာဟာကဘာပေါ်မှာတရှိလို့နေခဲ့ပါဗျ။နှစ်ကာလပေါင်းများစွာရှေးကြလာတာနဲ့အမျှတိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာတည်းကတချို့သောမျိုးစိတ်များဟာလည်းကဘာမြေပေါ်ကနေနှုတ်ဆက်လက်မပြဘဲထွက်ခွာခဲ့ရလို့နေပါပြီရှင်။ဒါကြောင့်မို့ကဘာမြေပေါ်ကနေဆင်းရဲမျိုးတုံးပြောက်ွယ်မှုမရှိအောင် ထိမ့်သိမ့်လှုပ်ဆောင်မှုကလည်းအရေးကြီးလာပါတယ်။ကျမတို့ရဲ့နိုင်ငံအတွင်းမှာဆိုရင်တော့စင်မုတ်ဆိုးတို့ရဲ့အသားကိုယူအဆွဲကိုချိုးတရေကိုအလှဆင်ပစ္စည်းအဖြစ်လှူဆောင်ဖို့အတွက်နဲ့ရက်ဆက်ကြမ်းကြုတ်လာတဲ့ပြုမှုတက်ဖြတ်မှုများကြောင့်စင်ကောင်ရီများဟာလည်းယော်နေလို့လာနေပြီပဲဖြစ်ပါတယ်။ဒီလို ပြုမှုတာတွေကိုပညာပေးတားဆီးပြီး စင်တို့ရဲ့ဘဝဆက်ဝန်းရေရှည်ရက်တည်ရှင်တန်နိုင်အောင်စင်တွေကို ထိမ့်သိမ့်ကုသပြုစုမွေးမြူကဘလို့တွေမျိုးဆက်ပြန့်ပွားအောင်လှုပ်ဆောင်ပေးနေတယ်လဲဆိုတာကိုပဲခူးတိုင်းဒေသကြီးအုတ်တွင်းပေါကောင်းလန်တောင်ငူတစ်ထုပ်ရီဒေသမှာရှိတဲ့ခုနမိုင်စင်စေးရုံကနေစင်စရာဝန်းစင်ဦးစီးများနဲ့ဒီပတ်ဝန်းကျင်ကလူတွေဘလို့တွေရုံးကန်လှုပ်ရှားရက်တီဆောင်ရွက်ပေးနေတယ်လဲဆိုတာကို တင်ဆက်ပေးပါရစီလားရှင် ာသင်ကျောင်းလေးပေါ့ကလေးတွေစာသင်ဖို့အတွက်2016ခုနှစ်စာဆောက်ထားတဲ့စာသင်ကျောင်းလေးပေါ့အဲဒီကျောင်းကရှင်းတဲ့ကကျတော့နှခမ်းတော့ထပ်ပြီးတော့ထက်ချက်ဖို့ကအစီအစဉ်လေးရှိတယ်ပေါ့အော်ဆရာတို့လာလာလားအေးဟုတ်တယ်ဆရာမစာသင်နေတာပေါ့ဟုတ်တယ်အဲ့တဲ့လေးဟုတ်ကဲ့ပါရှင်းအောင်ပါဒါစင်စင်နှခမ်းကလာလာလေးလာကြတာအဲ့ဒါဆရာကလာလာတဲ့ကျောင်းစာသင်ကျောင်းကလေးတွေနဲ့ဆရာမတို့စာသင်တာကို လာပြီးတော့မှအကြည့်ကြရအောင်နော်ဟုတ်ကဲ့ပါရှင်အဲ့တော့တို့သိကျင်တာလေးလည်းနည်းနည်းပါဆရာမတို့မေးပါပေါ့ဟုတ်ကဲ့ပါရှင်ဆရာအဲ့တော့ဒီเจ้าကဆရာတို့ဆရာစောက်ထားလားခဏဟုတ်တယ်ဟောဒီเจ้าလေးကတော့ကျွန်တော်တို့2016ကနေစပြီးတော့စောက်တာပေါ့ဒီကရှိတဲ့စင်စကမ်းမှာရှိတဲ့ကလေးကလေးတွေပေါ့စင်သမားမိသားစု ကလေးတွေသာစာတင်ကြနိုင်မှုအတွက်ဒါကျွန်တော်တို့ဒါစောက်ပြီးတာဒီအကြောင်းလေးကလည်းရွာနဲ့လည်းနည်းနည်းလှမ်းဝေးတဲ့ခါကျတော့ဒီမှာကလေးတွေဒါစာပညာရေးအတွက်ရှိရှိစတင်နိုင်မှုအတွက်ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပြီးဌာနနေပြီးတော့မှဒါဟိုစီစဉ်ပြီးတော့မှစောက်ပြီးတာဟုတ်ကဲ့အဲ့တော့ဒီကျောင်းမှာခန့်နိုင်ဆရာမတွေကကြတော့ဆရာတို့ပဲခန့်တာလားအစိုးရခန့်ပြဒီကျောင်းမှာခန့်တာကတော့မြမသက်လုပ်ငန်းပေါ့မြမသက်လုပ်ငန်းဆိုတာလည်းအစိုးရပဲပေါ့နော်ပညာရေးဝန်ကြီးဌာနတော့မဟုတ်ဘူးမြမသက်လုပ်ငန်းက နေပြီးတော့မှဒီဆီယမားတွေကိုခလေးတွေစာသင်ဖို့တက်ခံလာပြီတော့ဗောဒါဆီယမားနှစ်ယောက်ရှိတယ်ဗောနော်ဟုတ်ကဲ့ကျမအားဆိုလို့ရှိရင်ဒီကျောင်းမှာတော့ဘဏ္ဍာန်းနဲ့ဘဏ္ဍာန်းရှိရအဲမတို့ရှိမှာကြာမူဂျူကနေပြီးတော့ great duty ရှိရ ဒီမှာကြည့်နေတော့ခလေးသေးသေးလေးတွေပါနော်တကယ်ခလေးသေးသေးလေးပါလာကြညီမရဲ့အခုခလေးလေးကကျောင်းပြော်လေးဟုတ်ကဲ့ကျောင်းပြော်လေးဆိုတာကြတော့သူတို့တွေနဲ့ပညာရေးနောက်နေ့မှကြောက်တဲ့ခါကျမမတို့ကအဲ့ခလေးလေးတွေလည်းခလေးတင်းကျောင်းလို့ပုံစံမှာညီမရဲ့အဲ့ခလေးလေးခလေးလေးတွေကိုခေါ်ခဲ့ပေါ်တော့အကြီးလေးလည်းပညာသင်ရတယ်လေခလေးလေးလည်းသင်တာဖြစ်သွားတော့မိဘအနေနဲ့လည်းဘယ်လိုပြောမလို့သူတို့အတွက်ဟိုလောက်ကန်လောက်တဲ့ဆိုတာဖြတ်မတန်လို့လို့ရသွားပေါ့နော်ခလေးလေးလည်းနောက်တစ်ခါပြောရင်တော့ဟိုခလေးသေးလေးတွေအိမ်မှာထားခဲ့မယ်ဆိုတာဒီမှာကျောင်းမှာ ထားတော့လုံးလုံးချုံချုံလေးဖြစ်တယ်ပေါ့။ချုံချုံနဲ့ပြင်သူတို့လည်းစာလေးလေးစာလေးအခြေခံရသွားတယ်။အိမ်မှာဆိုရှင်ကိုယ်စိုးအင်ရောက်ထိုင်တဲ့တန်းပြီးအခလေးရကြပြောင်းမတက်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 မပီတာပီကလေးနဲ့စုံနေတယ်။ဘာလို့ပီတီဖြစ်ရပေါ့နော်။အော်တို့တင်တဲ့စာလေးတွေကိုသူတို့အနေနဲ့ရတယ်ပေါ့။အဲရတဲ့အတွက်မမတို့နဲ့ပီတီပို့ပြီးတော့ဖြစ်ရတယ်။အဲခလေးလေးတောင်ရသွားပြီပေါ့နော်။ဟုတ်ကဲ့အဲ့ဒီအဲ့လိုမျိုးလေးဖြစ်ရအောင်။ဟုတ်ကဲ့အဲ့ဒါဆရာကသမီးတို့တခြားနေရာသွားကြည့်မယ်နော်။ကျမတို့စာသက်တယ်မှာကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဆင်မြတ်တင်ပါတယ်။ ဆရာကတမျိုးဒီစာတင်ကြောင်းလေးလာပြီးပြီဆိုတော့ဘယ်လိုဆက်သွားကြမလဲ။အဲတကယ့်ပြီကျွန်တော်တို့ဟိုစင်စေးုံလေစင်စေးုံမှာစေးကူးတဲ့ဟာတွေစေးကူးတဲ့ဟာလေးတွေတွားပြီးလေးလာကြအောင်နော်။ဟုတ်ကဲ့ပါရှင်။ မတို့တွေဟာစင်စေးုံကိုရောက်ရှိလာချိန်မှာတော့စင်တွေကိုဘလို့ပြုစုစောင့်ရှောက်ပေးနေတယ်လဲဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီထဲမှာမှာထူးထူးခြားခြားသတိထားမိတာကတော့ကိုဝင်တဲ့စင်မာလေးကိုအထွာဆောင်ရိုက်ပေးနေတာပဲဖြစ်ပါတယ်ရှင်။လူသားမိခင်ကိုဝင်ဆောင်ချိန်မှာတော့ကိုဝင်ငါးလအတွင်းအထွာဆောင်ရိုက်ခါကြားမှခွဲခြားသိမြင်နိုင်ပြီးတရေသားလောင်းရဲ့ခန္ဓာကိုယ်အနေအထားနှလုံးခုန်လုံးနဲ့ကျမ်းမာရေးတို့ကိုသိရှိနိုင်မှာပဲဖြစ်ပါတယ်။ လူသားမိခင် ကိုဝင်တဲ့များကတော့မိန်းကလေးကိုဝင်ဆိုရင်6လယောက်ျားလေးကိုဝင်ဆိုရင်10လရေဘူးရလွယ်ပြီးမွေးဖွားတန့်စင်ကြတာပဲဖြစ်ပါတယ်။ကိုဝင်တဲ့ဆင်မလေးကိုအထောက်ဆောင်ရိုက်ကြည့်နေမှုကတော့တရေသားလောင်းရဲ့ခန္ဓာကိုအနေထားနှလုံးခုန်လုံးနဲ့ကျန်းမာရေးတို့ကိုသိရှိနိုင်အောင်လုပ်ပဲဖြစ်ပါတယ်။ဆင်တို့ရဲ့တဘာဝခန္ဓာကိုအနေထားဖွဲ့စည်းပုံတို့ကြောင့်အထီးမှခွဲခြားခြင်းတို့ကိုကိုဝင်ဆောင်ကာလအတွင်းအထောက်ဆောင်ရိုက်ခါခွဲခြားနိုင်ခြင်းမရှိမှုကလည်း ကျမတို့တွေသတိမထားမိလိုက်တာကိုဆရာဝန်ကြီးရဲ့အရှင်းပြမှုကြောင့်ရရှိလိုက်တဲ့အသိပညာအကျိုးကျေးဇူးတစ်ခုပါပဲရှင်။စင်တွေကိုမွေးဖွားရမှာတော့ကိုဝင်ဆောင်ချိန်ရေဘူးရလ20ဆိုရင်စင်မာလေးများမွေးဖွားပေးကြပြီးစင်ဒီကလေးတွေဆိုရင်တော့21လဆိုရင် မွေးဖွားပေးကြတယ်လို့လည်းလေ့လာမှတ်သားရပါတယ်။ဒါအပြင်ဒီစင်စကန်းနဲ့စင်သေးုံမှာဆိုရင်တော့စင်ဦးစင်နာများကိုလည်းအနားပေးထားပြီးစင်တို့ရဲ့ကျန်းမာရေးကိုပါ ြည့်စုထိန်းသိမ်းဆောက်ရှောက်ပေးနေတာကိုလည်းအခုလိုပဲတွေ့မြင်ခဲ့ရပါတယ်ရှင်။အားရောင်းမင်းစင်ကောက်ပြန်လာလား။ဟုတ်ကဲ့ကောက်ပြန်လာ။စင်ရပါမလို့ကအဖက်မကြီးရှာကြည့်တော့ပဲခဏကြည့်ကြဟုတ်ကဲ့ဟောအေးညစင်ကောက်တယ်ဆိုတာဘာပြောရလဲဟောစင်ကောက်တယ်ဆိုတာသူ့စင်ကိုသူကအာညလွတ်ထားတယ်လေတညလုံးလွတ်ထားရဟာဒီမနေ့လိုက်ရှာပြီးတော့မှသူရေမိုးချိုးပါညရေချပေးတာလို့လောက်တာအဲ့ဒါကိုစင်ကောက်တယ်လို့ခေါ်တယ် စခန်းမှာရှိတဲ့သူတတ်မှတ်ထားတဲ့ရေအရင်ရှိရေအရင်မှာရေရေမိုးချိုးပြီးခန္ဓာကိုယ်အသက်ဆင်အောင်လုပ်ပေးတာအသက်ဆင်အောင်လုပ်ပြီးပြီးတော့မှဒါဟိုပြောရတော့ဟိုတိုင်းရင်စေးပေါ့တိုင်းရင်စေးဆိုတော့ဒီဒိုးနယ်လိုဆူရည်တို့ဒီအားတွေနဲ့တိုက်ချုပ်ပြီးတော့မှလူလူပေါ်ဆက်ပြဟိုဆက်ပြရဲ့တိုက်သူတိုက်ပြီးတော့မှအဲ့ဒါပြန်ပြီးတော့မှဟိုကဟိုတော်ထဲကိုပြန်သူ့ရဲ့စကြက်ပေါ့အဲ့ဒါဆရာဆင်ကောက်တယ်ဆိုတော့ သူကစင်းနေအများကြီးတွေရမှာသူကသူ့ရဲ့စင်ကိုတက်သူကဘလို့မှတ်သားထားအဲ့ကြတော့စင်ဦးစီက तू ကပိုတည်ပါကဲအဲ့တော့ဘလောက်တန်နေစင်ချီရလေးမှတ်တာဟုတ်ဟုတ်စင်ရဲ့ခလောက်တန်ခလောက်တန်ဟိုစင်ကိုတိုးထဲတာတိုးကြောင်းလေးကစင်ချီပါဟုတ်ဟုတ် तू ကခလောက်တန်ပေါ့ तू ကစင်စေဦးစီးရကလောက်တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ဟုတ်ကဲ့အဲ့ဆိုရင်သူ့အိမ်ကိုလိုက်ပြီးတော့တော်ပြီလေးလာကြပါဦးဟိုတီးရမှာဟုတ် Dạ, cho nó kè những lý này cầu. Ừ. 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 ကျွန်တော်နာမည်ကိုကိုရဲ့အသက်က28မိသားစု၄ယောက်ရှိဒီစင်းတိုင်းတိုင်းလား တော့မိမ့်သိမ့်ပြီးအခုတော့ဆိုကိုနဲ့ဖြီးဆင်းရတော့အခုစီးနေရဆင်မလေအမျိုးသားတော့ဝင်တယ်မို့ကျွန်တော်ဆင်းနေဟုတ်ဦးကြတော့ခလေးမအေးပေါ့ဝင်တယ်ရမောက်တော့ဘောခလေးမီဆိုဘာမှမခိုင်းတော့ဘူးကိုဆင်းကိုကျွန်တော်မှတ်တာဟိုခလောက်လေးရှိအခလောက်ကိုအတန်မှတ်တယ်ခလောက်ကတချို့ကြလဲတုံတုံတချို့ကြလဲတောင်းတောင်းအတန်လေးမှတ်တယ်ပြီးတော့ရှိရမှတ်တယ်ကျွန်တော်ဆင်းရှိရပြီးတော့တစောင်းလေးအဲ့လေးမှတ်မှတ်ပြီးသွားတယ် ့နေ့တော့ကျွန်တော်ကမနေ့ကအစောသွားကောက်တယ်သွားကောက်ပြီးုံလင်းပြန်လာဒီကိုရေအောင်တခါကြီးရိုက်၈နာရီရောက်အဲ့၈နာရီရောက်တဲ့အချိန်ဟိုသူ့ရေဒုံးွက်လေးခုတ်ခဲ့ပြီးအောင်မှထုထဲ့ပြီးအောင်မှရေချတိုက်ပြီးသူတို့ဟိုလင်းအပူလဲကင်းနေယောဂဗညာလဲကင်းစင်အောင်သုံးတယ်ဒီချပြီကျွန်တော်စာမကြီးကျွေးပြန်လောက်ခဲ့ရပါတော့တကြက်ကျွန်တော်ကမနေ့6နာရီကျွားတယ်ညနေခင်း3နာရီကျွားကြည့် ဒီစင်နေနဲ့ဟိုထိန်းကြောင်းနေအချိန်တော့ကျွန်တော်တို့ကအခက်အခဲတော့မရဟိုရှိရတော့မိုးရင်းအချိန်နေတော့လာအချိန်ကိုသွားကောက်ရရေတံမိုးရတံနေအားတော့ရှိဟောဒီစင်နေကိုကျွန်တော်အဖေရတစ်ချိန်တော့ဆင်ကောင်းဖေးဆင်ကောင်းဆိုကျွန်တော်လည်းဝါသနာလည်းပါအောင်တော့တန်ရောတဲ့နေရှိအခုတာသမီတာသမီကြတော့ကျွန်တော်ကတာသမီရဲ့မိန်ကလေးဆိုဆင်ဦးသည်ဖြစ်ဖို့တော့မလိုဘူးဟိုသူတို့ ဟိုသူ့မိဆရာမဆိုဆရာမဖြစ်အောင်တော့သူလည်းအဲ့လိုပြောပါဆရာမဖြစ်ချင်တယ်။တမီးကဟိုအကြီးမလေးကကြီးကန်ငမေလို့ဆရာမပဲလို့တမီးကဘာလို့ရှင်တာလို့။အဲ့နဲ့ဆမလို့ပါ။အော်။ခြေလို့အဲ့နဲ့ပြန်လို့အဲ့လိုဖြစ်ရမှာ။မှန်တယ်။ကြော်လေကြည်လာရင်ဒါတာလုံးမယ်နှစ်စမလုံးမယ်အဲ့လိုပဲပြောရင်ကျန်တာမပြောဘူးမေတို့ဒီမှာနေလို့ရှိရင်တမီးကဟိုကနေပြီးပတ်စံပို့ပေးမယ်တမီးတန်းနေကနေပဲနေ ဘုကမာညီကြီးမှာဒီလိုတောတာနေတရှိနေပါရဲ့လိုအပ်တယ်လေဒါပေါ်မရဲ့မြမသစ်လုပ်ငန်းရဲ့အစင်တန်းစားဖြစ်တဲ့စင်တွေကိုလည်းထိမ့်သိမ့်ဖို့လည်းလိုအပ်တယ်လေဘာလို့လဲဟာဒီတောစရိုက်တွေကိုထိမ့်သိမ့်ခြင်းကတတော်တွေကိုထိမ့်သိမ့်တာနဲ့အတူတူပဲလေဒီတတော်တွေတရှိနေခြင်းကလည်းရာသီဥတုကိုညီညွတ်မျှတစေတယ်လေအဲဒါကြောင့်မို့လူသားတွေအနေနဲ့ဒီတဘာဝအရင်းမြစ်တွေကိုမပြတ်စီအောင်ထိမ့်သိမ့်ခါကွယ်ဆောက်ရှောက်တင်တယ်လေ ။ဒါကြောင့်မို့ဒီလိုတံမိုးဖြန့်နေတဲ့ဆင်တွေကိုထိမ့်သိမ်းဆောက်ဆောက်ပြီးတော့တဘာတရားကြီးကိုမပြတ်စည်းစေဘဲနဲ့တံမိုးထချစ်တက်တာလေလူလူသားတွေတဲ့အချိုးကြီးစုတွေအများကြီးရတယ်နော်။ဒါရင်ဘယ်ကောက်အောင်မလဲ။ကဘာကြီးကိုပါတစ်ခါတည်းကနေအထောက်အပြုနေရဆိုတဲ့အကြောင်းကိုအများပြည်သူသိရှိအောင်ရည်ရွယ်ပြီးလက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ရှင်။